အမျိုးသမီးတွေကလိင်ဆက်ဆန်ခြင်းဘယ်လိုပုံစံမျိုးကိုစိုက်နှစ်သက်တယ်လဲဆိုတာနဲ့အမျိုးသမီးတွေဘယ်လိုအခြေမျိုးမှာလိင်ခန်းကြမှုအထွတ်ထိပ်ရောက်ကြတယ်လဲဆိုတာတယောက်နဲ့တယောက်မတူပါဘူးလို့ဆိုထားပါတယ်။အမျိုးသမီးတွေလိင်ခန်းစားမှုအထွတ်ထိပ်ရောက်ခြင်းအတွက်မိမိကိုယ်ကိုအမြင့်ရဲအဖော်ဖြစ်သူနဲ့လိင်ဆက်ဆန်ခြင်းပွင့်လင်းစွာစကားပြောဆက်သွယ်ခြင်းရဲ့ကအရေးပါနေပါတယ်။အမျိုးသမီးညာနဲ့လိင်ဆက်အထွတ်ထိပ်ရောက်ခြင်းလိင်ခန်းစားမှုမှာအထွတ်ထိပ်ရောက်ဖို့ဆိုတာလိင်ဆက်ဆန်ခြင်းရဲ့အဓိကပန်းနိုင်တကူပါ။ ခပမဲအမျိုးသမီးအများစုဟာသူတို့ရဲ့အသက်20ကနေ30နှစ်အထိအချိန်ကာလတွေမှာလိင်ဆက်ဆန်ချိန်မှာအထွတ်ထက်ရောက်ပြီးမှမခံစားရပါဘူးပထမဆုံးအချိန်လိင်ဆက်ဆန်ကြတဲ့အမျိုးသမီးများရဲ့ဖြန်းမြအသက်အရွယ်ဟာ17နှစ်ဖြစ်ပြီးအများစုကတော့ပထမဆုံးလိင်ဆက်ဆန်တဲ့အချိန်မှာလိင်ခံစားမှုအထွတ်ထက်မရောက်ခဲ့ကြဘူးလို့ဆိုပါတယ်ဒါအပြင်အမျိုးသမီး8000ငွေနဲ့၄ပုံတပုံကတော့အမျိုးသားအဖော်နဲ့ပထမဆုံးတညက်အတွင်းလိင်ဆက်ဆန်ရမှာအဒီကိုင်းတာ လင်ခံစားမှုအထွတ်အထိပ်ရောက်ခဲ့တယ်လို့ဆိုခဲ့ကြပါတယ်။ဒီစတန်ခုနဲ့ကောက်ချက်တစ်ခုကိုအပြီးပြတ်ချလို့မရနိုင်ပြီမယ်။အမျိုးသမီးတွေလင်ခံစားမှုအထွတ်အထိပ်ရောက်ဖို့ဆိုတာအမျိုးသားတွေထပ်ပိုခတ်ခဲ့တဲ့အရာဆိုတာကတော့သိကြပါတယ်။16ရာခိုင်နှုန်းသောအမျိုးသမီးများကတော့လိင်ဆက်ဆန်ချိန်အများစုတိုင်းမှာခံစားမှုအထွတ်အထိပ်ရောက်ကြတယ်လို့ဆိုပါရယ် 38ရက်ခိုင်နှုန်းသော အမျိုးသမီးများကတော့လိင်ဆက်ဆန်ချိန်တိုင်းခံစားမှုအထွတ်အထိပ်မရောက်ခဲ့တခါတရံမှခံစားမှုအထိပ်အထွတ်ရောက်တယ်လို့ဆိုခဲ့ပြီးအသက်35နှစ်အောက်အမျိုးသမီး74ရက်ခိုင်နှုန်းကတော့အမျိုးသားအဖော်ထွက်သူနဲ့လိင်ဆက်ဆန်ချိန်တခါမှလိင်ခံစားမှုအထွတ်အထိပ်မရောက်ကြကြောင်းဖွင့်ဟခဲ့ပါတယ်အမျိုးသမီးတွေလင်ခံစားမှုအထွတ်အထိပ်ရောက်သွားတဲ့အချိန်ထွက်လာတဲ့အရေးတွေဟာစီးရည်တွေလားဒါမှမဟုတ်တခြားအရေးတွေလားဆိုတာကိုယနေ့အချိန်ထိငင်းကုန်နေကြဆဲပါတယ်။ လိင်ဆက်ဆန်ခြင်းပန်းထုတ်ခြင်းဆိုတာအမျိုးသမီးတိုင်းမှာမဖြစ်ပေမဲ့တချို့သောအမျိုးသမီးတွေကတော့လိင်ခံစားမှုအထွတ်ထိပ်ရောက်တဲ့အချိန်စီလန်းကြောင်မှာအရေးတချို့ထွက်လာတယ်လို့ဆိုကြပါဗျ။လင်ခံစားမှုအထွတ်ထိပ်ရောက်တဲ့အချိန်ထွက်လာတဲ့အရေးတွေဟာစီးရီမဟုတ်တလို့၊မွေးလမ်းကြောင်းရေလည်းမဟုတ်ဘူးလို့ဆိုထားကြပြီးမြေတခြားသောလေးလာချက်တစ်ခုကလို့ခံစားမှုအထွတ်ထိပ်ရောက်တဲ့အချိန်ထွက်လာတဲ့အရေးတွေဟာထိမထားနိုင်တဲ့စီးရီတွေဖြစ်တယ်လို့ဆိုထားပါဗျ။